စစ်ကောင်စီရဲ့လက်အောက်မှာစစ်ကောင်စီဖွင့်တဲ့ကျောင်းရဲ့လက်အောက်မှာတင်ကြားတည်ယူတဲ့ကျောင်းသူကျောင်းသားတွေရှိမယ်ပြီးလို့ရှိရင်တော့ဒီခုတော်လိုင်းရဲ့နေမြေမှာရှိနေတဲ့ကျောင်းသူကျောင်းသားတွေရှိမယ်ပေါ့အပုံစံကတော့အကြအပြည့်ဆိုရင်တော့လက်မျိုးကွဲသွားတယ်လို့တော့အမြင်လို့ရတာပေါ့နော်ဆိုတော့ဒီစစ်ကောင်စီရဲ့လက်အောက်မှာစစ်ကောင်စီရဲ့ဖွင့်လင်းတဲ့ကျောင်းမှာလိလအတင်ယူနေတဲ့ကျောင်းသူကျောင်းသားတွေလည်းရှိတယ်လို့ဒီတော်လိုင်းရဲ့နေမြေမှာရောက်နေတဲ့တော်လိုင်းနေမြေမှာရှိနေတဲ့ကျောင်းမှာကနေလိလတင်ယူနေတဲ့သူတွေလည်း ရှိတော့ဘောနော်ဆိုတော့ဒီလိုမျိုးနေသားမှာဆိုရင်လည်းပဲစစ်ကောင်စီနေမြေမှာဖြစ်စေတော်လိုင်းနေမြေမှာဖြစ်စေအာဒီခေါနာကပြောတဲ့ပုံတရံနှမျိုးကနေလည်းပဲရှိသလိုနောက်တစ်မျိုးကတော့ဒါ home base landing ပေါ့နော်နေအိမ်ခြေပြုတ်တင်ကြရေးဆိုတာမျိုးလည်းရှိတယ်ဒီပုံမှာလည်းပဲအတိမပြုတ် ကိုလည်းပဲဒါပေးထားတယ်ပေါ့နော်။နေခြေပြုပညာသင်ကြားရေးလည်းဒါလုပ်လို့ရတယ်ဆိုတာမျိုးလည်းပဲဒီပြည်တော်စုစင့်နေနေဆိုရင်လည်းပဲဒါအန်ယူဂျီအမူအီကလည်းသူကဒါတိမတ်ပြုလို့လက်တရားဝင်ကြီးညာထားတယ်။ပြီးလို့ရှိရင်တော့နောက်တစ်ခုကတော့ဒီအဆက်အဆက်ပေါ့နော်။ဒီကိုကိုရိုင်းလေးလာတဲ့သင်ကြားသင်မှုတွေလည်းဒါလုပ်လို့ရတယ်ဆိုတာမျိုးတွေကိုလည်းပဲဒါပြောထားတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီခု ကျွန်တော်ရဲ့ဒီခရနီပြည်ရဲ့တော်လိုင်းရဲ့နေမြေမှာဆိုရင်လည်းပဲဒီ home page လမ်းလေးကိုလည်းပဲဒါအတိမတ်ပြုတ်ရဲဆိုတာမျိုးလည်းမျိုးကိုလည်းပဲကျွန်တော်ဒီမူဝါဒမှာလည်းပဲအဲပေါ်ပြထားတယ်ပေါ့လေနော်ဒီချစ်ပြပြတင်ကြားရေးတွေကိုလည်းပဲဒါပြောလို့ရတယ်ဆိုတဲ့အရာမျိုးတွေပေါ့ဒါတော့ရွေးချယ်မှုတွေနဲ့ကတော့သူရဲ့ channel တွေကတော့ရှိတာပေါ့လေနော်ကျွန်မတို့တွေကဟိုတော်လိုင်းရေးမှာမပါရုံနဲ့ဟိုအပြစ်ရှိရဲဆိုတဲ့ဟာမျိုးအဲ့လိုမျိုးတော့ကျွန်မတို့ကဟိုစဉ်းစားလို့မရဘူးကျွန်မတို့တော်လိုင်းရေးအင်အားစုတွေအနေနဲ့လူတွေကိုတော်လိုင်းရေးမှာ ပို့ပြီးတော့ပါစီခြင်းနဲ့များများပါစီခြင်းကျွန်မတို့ကများများစီယုံအောင်ကျွန်မတို့ရဲ့စီယုံရင်းအင်အားကိုပို့ပြီးတော့တိုးချဲ့အောင်အခုဆိုရင်ဟိုဒီဘဲချိန်မှာမှပါဘဲချိန်မှာအထိပဲကန့်သက်ထားရဲဆိုတဲ့ဟာမျိုးအဲ့လိုမျိုးခိုင်းတွေ့ရတာမရှိအစီအရာဝန်တာနဲ့ပတ်သက်ပြီးတော့တကယ်တော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဘဲချိန်ရောက်ဘဲချိန်ဝန်တော်မလားဝန်တော်လို့ရသေးကြအောင်ကျွန်မတို့ဘက်ကနေမတော်လိုင်းရဲ့ဝန်တော်လို့ရသေးကြအောင်ကျွန်မတို့ကတကားပွန်တာကျွန်မတို့ကအခုချိန်ဒီမပြတ်စီယုံနေတာအခုကတော့တွေ့ရတဲ့ဟာကအမီပြစင်းရင်းသွင်းတာလေ လူရေးယူမယ်ညာရေးယူမယ်အနောက်ပြောစီရင်ကားကတော့ပိတ်ပြီးနောက်ပြတော်လင်းရေးကတော့အောင်ကနီးမှာကတ်ပါလာတယ်ဆိုရဟာမျိုးအဲ့လိုမျိုးပေါ့နော်မျိုး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 ကန့်ထားကြရဟာအရှိတော်လင်းရေးတဲ့မပအောင်ကန့်ထားကြရဟာအရှိရဟိုတော်လင်းရေးကိုဥဆောင်မိပါတယ်ဆိုရဲသူတွေကိုယ်တိုင်ကဒီလိုမျိုးတွေလုပ်နေညာဥပဒေထုတ်နေတယ်ဆိုရဟာမျိုးကဒါစီယုံရေးမဆန်တဲ့လုပ်ရက်တွေဖြစ်တယ်ပေါ့နော်အဲဆီယမမီကိုကျမကျမအလက်ပေးချင်ပါတယ်ပေါ့နော်ဆီယမမီအနေနဲ့ကတော့ဒီကာလကဒီတော်လင်းရေးကာလဖြစ်တာကြောင့်ပေါ့နော် data line မှာ ဒုဒုနဲ့ဆိုပညာသင်ကြားခွင့်ဒီဘယ်လိုမျိုးအဲဖော်ဆောင်တင်လဲဥပမာကျွန်တော်တို့ပေါ့နော်ဒီလေချောင်းထန်ကောက်ွယ်ဘိုးကနေပြီးဘယ်လိုမျိုးတင်ကြားရလဲပြီးတော့နောက်တစ်ခုကကြတော့ဒါမျိုးအဲစစ်တလင်းမှာကျွန်တော်တို့ဒီကအခုကာလမှာပေါ့နော်ဒီလိုမျိုးအာပညာသင်ကြားရတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့ဒီပညာရေးကိုဘယ်လိုမျိုးအဆင်ပြေအောင်အဲလုပ်ဖို့လိုလဲဘယ်လိုမျိုးလုပ်ရင်အကောင်းဆုံးဖြစ်မလဲစစ်မအနေနဲ့မြင်ပါတယ်ရှင်ဟုတ်ကဲ့အဲဒီမှာဒီမိန့်ခွန်းလေးကိုကြတော့နိခြေပွားရရဲ့စကားကိုတွားပြီးတော့တတိယမိရဲ့ ်ခြေရပါပြောခဲ့လေဆိုတော့တော်လိုင်းကြီးရပထမဦးဆုံးတောင်းပင်ကပြည်နာတက်ဖို့မင်းလေးအဲ့ဒါအသိဉာဏ်ကပဲကျမတို့ကအာဒီဖုန်းဖုန်းနာပြောခဲ့တဲ့မျိုးပေါ့နော်အဲ့ဒီခဏလေးတယောက်ကကြောင်းတက်ရမယ့်အရွယ်ရောက်တဲ့ခဏလေးတယောက်ကစတင်ကြဖို့ရောက်ဖို့ရောက်ရမယ်။ဘလို့ဒီတိုင်းနဲ့ဆိုပညာတင်ကြမယ်ကိုရဖို့ရနေရမယ်။ပညာတကယ်တည်ရခွင့်ကိုအမှန်တကယ်ရရမယ်။ဒါပေမဲ့အခုကကျတော့ဒီပြုံးသူပါကျမတို့ကိုမတရားအာဏာသိမ်းသွားခဲ့တယ်နော်။ ဲ့ချိန်မှာဟာဒီကျမတို့ကလည်းပဲပြောစရဲလက်အောင်အလုံးမလုံးနိုင်တော့ဘူးဆိုတဲ့အတွက်ကြောင့်လို့ကျမတို့စီတင်ရလုပ်ခဲ့ရအဲ့လိုမျိုးပဲတောင်းသားတဲ့အနေနဲ့လည်းပဲသူတို့စစ်အုပ်စုရဲ့လက်အောက်မှာပြညာမတင်ကြခြင်းတဲ့အတွက်ကြောင့်တော့စီတရာလောက်တာခဲ့တဲ့ကျောင်းသားတွေကအများကြီးပဲရှိတယ်အဲ့တော့အာဒီအခုအခုကာလာဆိုလို့ရှင်တော်လိုင်းကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတော်လိုင်းကိုပဲအယုံဆုံးပြီးဆက်အောင်လုပ်ရမယ်။ဘာလို့စီရီကိုပဲပေါ်ဆောင်ပါကြမယ်။ပညာသင်ကျောင်းကိုခဏရက်တက်ထားရမယ်။ ဒီလိုမျိုးလုပ်လို့မရပါဘူး။အကနေတွေကိုတော်လိုင်းကလာမှုပညာရေးဖို့ရထားရမယ်ဆိုတာမျိုးကမဖြစ်သေးဘူးပေါ့နော်။